ဆရာမန်းတင်ရဲ့ဒုတိယကြိမ်ထုတ်ဝေသောမြို့ပိုင်မောင်ပြုံးချူစာအုံးမှာရေဘေးလိုအမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ဝါဇိုဝါကောင်ရေဖောင်ဖောင်လို့ဆိုရိုးစကားရှိတယ်။ချောင်းရေကရှမ်း၊ကန်ရေကတိုးနေသောအချိန်ဖြစ်တယ်။မောင်ပြုံးချူတို့မြို့သည်လည်းရေလေတွင်ရောက်ရှိနေလေပြီ။ဝါကောင်လအတွင် တနေ့တနိုင်မောင်ပြုံးချူရုံစင်းလာသောအခါ သူ့အိမ်နောက်ဖေးတွင်ရေတွေရောက်နေတာကို တွေ့ရလေတယ်။နောက်တနေ့နနက်လင်းသောအခါမောင်ပြုံးချိုအိမ်ကိုရေပက်လဲဝိုင်းပြီးဖြစ်နေလေတယ်။ရေတက်ကကျန်းလာပါပြီတောင်း။တနေ့တည်းအချိန်ပြင်းစွာတက်လာလေတယ်။နေချင်းညာချင်းလက်မပေါင်းများစွာတက်လာလေတယ်။ဒီလောက်ရေတွေတက်လာတော့လဲဆိုင်ရာမှ မောင်ပြုံးချိုထံသို့အကြောင်းကြားစာမရောက်လာသေး။ ဘာဖြစ်လို့မမေးဘဲနေကြသနည်းသူဒီမဟုတ်မေးပါရဲ့နဲ့ဒီစာဟာတဏီယာယာတွင်ဝိ့၍နေသလားခတ်တာပဲခတ်တာပဲရေကာတာတွေကျိုးတော်မယ်လယ်တွေပြက်လူတွေနွားတွေနေစရာမရှိငတ်ကြပြက်ကြတော့မှာပဲမောင်ပြုံးချူဟာဒစီဒရန်းကြီးတန်ကျိုးဆက်တွေးတော့ကကြပြာကတိနဲ့မိမိနဲ့အတွင်း ရေကာတာတွေရှိရာဒေသသို့နှင်ခဲ့လေတယ်။မော်တော်ဟာစက်ကုံဖွင့်လျက်အေယာဝတီမြစ်ချောင်းကိုစုံစင်းလျက်ရှိလေတယ်။မောင်ပြုံးချူဟာဥမာနေ၍အရက်လေးမျက်နာကိုမျော်မှန်းလျက်ရှိတယ်။ရေကဖွေးဖွေးလိုင်းလုံးကြီးတွေကဖွေးဖွေးရေပြင်ကြီးဟာကြောက်ခမန်းအံ့မခံကျေပြန့်လျက်ရှိလေတယ်။ဗီရာပင်တွေလည်းအဆုလိုက်အုံလိုက်အရှိန်ပြင်းစွာညှောနေကြလေတယ်။ မြေကမ်းနှစ်ဖူးကိုမမြင်ရတော့ကြီးရေတို့ဟာကမ်းပါးများနဲ့တကွာကိုင်းမင်းများကိုပင်လွှမ်းခြုံပြီးသားဖြစ်နေလိမ့်ပြီရေရေရေနေရာတိုင်းမှာရေရေတက်စားဆိုရင်ဒီနေရာမျိုးတွင်ကြက်ခိုင်တိုက်ကြီးကုန်းထိန်ကုန်းအဆရှိသောရွာများမှာ ကိုတငါများကိုတွေ့မြင်နိုင်တယ်အချို့ပိုက်ချလျက်တိုင်ထောင် ပရစ်တမ်းများစိုက်ထူတွေ့တန်းနေသူများကိုလည်းတွေ့ရတယ်။အချို့မြုံထောင်နေကြသည်ကိုလည်းတွေ့ရစမြဲသည်။ဒီလူတွေကပဲမင်းမောင်ပြုံးချူတို့လိုမြို့ပိုင်းကိုဂယုမထားအေးမဆိုင်။ငရစ်ချိန်မှာပင်ညီရိုးတွင်ထင်တိုင်းကျဲနေတတ်ကြတယ်။မြို့ပိုင်းကို မထီမဲ့မြင်ပြုသလောက်အင်းဘတ်ဆိုင်ရာအင်စပက်တော်တို့အခွန်ဝင်တို့များတွေ့ရင်ရေပေါ်တွင် ဖနှောက်နဲ့တင်ပါ တသားတဲ့နေအောင်ပြေးမရတော့လဲလှေနဲ့တော့လဲလော်၍ပြေးရသည်ရေထဲတော့လဲငုတ်ရှိုး၍နေရသည် ယခုတော့သူတို့လိုကိုတငါများကိုမြင်ချင်လို့မှမမြင်ရတော့ချေအပြောကျေလာသောရေပြင်ကြီးတွင် လူစလူနာဟု၍မတွေ့ရရေရေရေနေရာတိုင်းမှာရေရွာတို့မော်တော်စိုက်ကက်လင်းပင်တရင်စိုးကိုကြားရလေတော့တယ်မင်းညာက အိုင်ကြီးတာကျိုးသွားပြီ။မောင်ပြုံးချိုဤပါဇက်ဟာပြဲသွားလေတယ်။အိုင်ကြီးတာကအစိုးရတာမဟုတ်။လွန်ငယ်သောနှစ်ပေါင်းများစွာကလေသမားတွေအင်းနိုင်အားနိုင်ဖို့ထားသော တာကလေးဖြစ်တယ်။မြင့်မခချောင်းရဲ့ကမ်းဘေးတွင်ရှိရာ ရေအရှိန်ပြင်းလာသဖြင့်ယမန်နှစ်က တခါကျိုးဘူးလေတယ်။သို့တော်လဲထိုနယ်ရှိရွာသားများကခက်လန်းလန်းကပန်း၍တာသိဖို့ထားသောကြောင့် ခံသာခဲ့တယ်။ထိုတာဒီလဲရေစားသဖြင့်တဲတဲမြကြံခဲ့ရာစောစောကသာယမန်နှစ်ကကဲ့သို့ပန်း၍ဖို့ထားလင်ဒီလိုဖြစ်မည်မဟုတ်။မောင်ပြုံးချူဟာ အမတော်ကြီးပေးစဉ်ကလေးကခဏခဏသတိပေးဘူးတယ်။အလုတမားမရှိဘူး။ငှားလို့မရဘူး။လဲသမားတွေကလည်းမတက်နိုင်ဘူး။ဤကဲ့သို့သော စင်ကြီးမြင်းကြီးတွေကိုသာကြားခဲ့ရတယ်။သူစဉ်လျက်လေ ်ဒီဒေတာတွင်ငတ်နေသူတွေပေါများတယ်လို့ဆိုကြည်သေးတယ်ဒီတာကိစ္စတွင်ထုံနှုံးတိုက်ပွဲတွေမှာကဲ့သို့ညင်ညာခဲ့လင်အဘယ်မှာလင်ပြီမသားပဲရှိအန်နီဤဒီကတောင်သူလေသမားတို့ရဲ့ပေါ်ယုံမှုခေါင်းဆောင်တို့ရဲ့ညံပြင်းမှုစီယုံရီမကောင်းမှုတို့ပင်မဟုတ်ပါလောဒီကိစ္စတွင်အစိုးရလည်းအပြစ်မကင်းဒီတာကိုယမန်နှစ်က ပြုပြင်ရန်အရေးပိုင်မင်းက ငွေတထောင်လေယာပြုပြင်ရေးဥပဒေအရထုတ်ပေးဖို့မောင်ပြုံးချိုတန်အမိန်ရပြီးမှဒီဘက်တာများကိုလက်ဖျားနှင့် မတွေ့ရဟုသောဆေမြောင်းဌာနအမိန်တော်မြတ်ကြောင့်ဒီအတိုင်းကြည်နေလိုက်ရတယ်။အကယ်၍သာတောင်သူလေသမားတို့တာသည့်တခုတိတ်တိတ်ပုံပန်း၍မဆောက်လို့ပါကယမန်နှစ်ကလေးကရေလွှမ်းမြီမှာမုတ်ချဖြစ်လေတယ်။ယမန်နှစ်ကဒီအတိုင်းကြည်မနေလို့ ဒီလိုမဖြစ်ချင်းဖြစ်တယ်။ယခုနှစ်ဒီအတိုင်းကြည်နေလိုက်ရာဒီလိုဖြစ်၍လာကြည်ပြီတကား။ရေရေရေနေရာတိုင်းမှာရေထိုနေရာမှသည်အစိုးရတာရှိရာဒေတာတို့စိုင်းခဲ့ရပြန်တယ်။မော်တော်ကိုတာဘေးတွင်စိုက်ကပ်လိုက်ရင်ပင်အသေးထိတ်စရာတွေ့မြင်ရလေတော့တယ်။တာဘော်တွင်ရွာသူရွာသားအသင်းအဖွဲ့ပေါင်းစုံကို တွေ့မြင်ရလေတယ်။ ကဘာကြီးပြက်လူအံဆဲဆဲကဲ့သို့အုပ်အော်တောင်းတင်းဖြစ်နေကြလေတယ်။အချို့ကြွက်ပေါက်တူးပေါက်တွေကိုပိတ်နေရလေတယ်။အချို့ရေကန်ဆဲနေကြတယ်။အချို့နေရာများတွင် ရေသည်တာကိုကြော်လွှားလျက်တဟဲဟဲမြည်ဟီးကမြောင်မင်းဥတန်းကိုတီကျူးလျက်ရှိလေတယ်။ထို့ကြောင့်ရှိသမျှလူတွေထွက်၍ထိုသေးမင်းကိုတားဆီးကြကုန်တယ်။တစ်ပင်ကိုင်းမင်တွေကိုခြံရတယ် ပြင်းတို့ပြင်းစအားလုံးကိုဆွဲရတယ်။၎င်းတို့ကို ရေဘတ်တွင်ချလျက်ဝါငုံများစိုက်ပြီးလင်ညေဖို့၍လက်ဆယ်တမန်ကလေးများကို ပြုတ်လုရလေတယ်။ဒီအထဲအခက်အခဲပေါင်းမြောက်များစွာနဲ့လည်းတွေ့ရသေးတယ်။တစ်ပင်ကို ခုတ်ရမည်လို့ဟုဆဲသူကလည်းမနေ။သူ့မြေကြီးကိုယူရမည်လို့ဟု ကျင်းသူလည်းအများရေတွေဝိုင်းနေ၍ညီမတဒောင်းရရန်လဲမလွယ်ကူလား။ လာမဲ့ဘေးကိုကာဝယ်မီစိတ်မကူပဲတကူကောင်းကြံကကို့အိမ်ကပစ္စည်းများကိုသာ အတွင် ရွှေ့နေတော်သူများလည်းရှိသေးတယ်လမ်းပေါ်နဲ့မောင်းပြုံးချိုကားချော့လိုက်မြောက်လိုက်អော်လိုက်ဟစ်လိုက်နဲ့တာဝေါ်တွင်လမ်းတလားနေရတော့တယ်ရေကားရော့သည်မရှိတက်မြဲတက်နေလေတယ်ရေရေရေနေရာတိုင်းမှာရေညနေစောင်းတော့သူတို့တွေ တာဝေါ်တွင်လျှောက်လျက်ရှိတယ်။လေပြည်ကလေးဟာတုတ်ဖြူးလျက်ရှိလေတယ်။ကောင်းငင်တစ်ခုလုံးဟာတိန်ဒီတိန်ဝါရီနဲ့ရှက်တန်းလျက်ရှိတယ်။တာဝေါ်မှနေ၍လက်ဝဲဘက်သို့ကြည့်လိုက်ရင် ရေပြင်ကျဲကြီးကိုတွေ့မြင်ရလေတယ်။ထိုရေပြင်ကျဲကြီး၏အဆဟာမောင်ပြုံးချူလျှောက်သွားနေသောတာထိတ်ကိုဥတိုက်လျက်ရှိတယ်။အချို့နေရာများတွင်ကြော်လူအံ့စဲစဲဖြစ်နေ၍ရွာသားများ လက်ဆဲတမန်များဖြင့် မောင်မင်းကြီးသားဒီဘက်မလာပါနဲ့လို့ဆိုကတန့်ရက်ထားရတယ်။တာဤအသက်ကကုန်ခဲ့လေပြီ။ရွာသူရွာသားတို့အသက်ဆက်ထား၍ဤမြခံနိုင်နေခြင်းဖြစ်တယ်။လက်ရဘတ်တွင်က ရှုမဆုံးနိုင်သော လေကွင်းကြီးများကိုတွေ့ရလေတယ်။စဘာပင်တို့ဟာကွင်းလုံးပြည့်လွှမ်းခြုံလျက်ရှိလျာညာသားရောင်ဆိုနေသောကပလာကြီးကိုဖြန့်ခင်းထားသည်နှင့်တူလာပေတယ်။တက်တက်ရေမကြရင်တော့ ဒီဘက်ရေရောက်လာတော့မှာပဲလို့မောင်ပြုံးချိုးနဲ့ပါလာတော့တယောဆရာဥပအေးကဆိုလေတယ်။စဘာပင်တွေကလည်းလှလိုက်တာဗျာ။တေပန်းပွင့်နေတာပါပဲလို့သူကပင်စိုက်၍ပြောပြန်တယ်။မှန်ပြီတဲ့။ကောက်ပင်တို့ကမလှစဘူးထူထူကဲကဲလှနေကြလေတယ်။အကယ်၍သာတဏီယာယာကကြိုးလိုက်ရင်ညာစင်းရောင်လေပြင်းကြီးဟာမိနစ်အနည်းငယ်အတွင်းရေတွေနဲ့ဖြူဖြူဖွေးသွားပြီတော့မယ်။ဒီလိုနဲ့ ွန်ကြံစုရွာသို့ရောက်လာကြလေတယ်။ထိုရွာက တာကိုခွက်လျက်တည်ရှိတယ်။အင်ဂျီအစိတ်ခန့်ရှိတယ်။လယ်သမားငါးအိမ်ခန့်ရှိတယ်။ကြံလူများကတငါးများနဲ့လယ်သူရင်းငါအလုတ်သမားများသာဖြစ်လေတယ်။လယ်သမားတွေကလယ်ကို ရေလွှမ်းမှကြောက်၍ဂယုစိုက်နေကြသလားကြံလူများက ခက်အေးအေးပင်မင်းတိုင်းကြည်လောက်ဆောင်ရွက်ကြလေတယ်။မောင်ပြုံးချိုရောက်လာ၍အော်လားငေါလားလောက်ခါမှာ အိမ်တိုင်းစီကလူများထွက်လာ၍လုတ်ကင်ကြလေတော့တယ်။အကယ်၍ကျိုးလင်တာတွင်အိမ်များပက်လက်လန်၍တာပြင်အိမ်များလဲကျသွားမှာကိုသူတို့မတွေးမိ။ရွာအတွင်းရှိတာများဟာပို၍စိုးရွားလာတော့တယ်။ရွာထဲတွင်တစ်ပင်ရိပ်တွေကလည်းများတယ်။မိုးတွင်တွင်ရေကျ၍မချောက်နိုင်သည့်ပြင်ကျွဲနွားတွေကို စီကံမရှိတာပေါ်တွင်ရှောက်စီသောကြောင့်တာတွေနှိမ့်ကြကုန်တယ် အချို့နေရာတွေလုံလုံပျောက်ခမန်းဖြစ်နေလေတယ်။ထိုနေရာများတွင်ရွာသားတွေလုံလာကြောင်းယခုတက်လာသောရေဘေးကိုကာဝယ်ထားနိုင်ခြင်းဖြစ်တယ်။အချို့နေရာများတွင်ဝါငုံများရိုက်ကာကြားကန်လျက်ဂိုက်ပေါင်းများစွာရှည်လျားသောတမန်ငယ်များကို နေမအားညမအားအင်းတိုက်အားတိုက်ဆောက်လုပ်ထားကြရလေတယ်။တာယိုးတလျှောက်တွင်ရှိသောကိုညံစု ဖြူကြီးကွင်းဖျားကြီးကုန်း အဆရှိသောရွာများမှာဒီလိုတာရင်နဲ့အတိပြည့်နေလေတယ်။အတန်ငယ်သွားမိသောညာစင်းရောင်လေပြင်းကြီးနှင့်ဆက်လျက်ရှိသော ရေပြင်ဖွေးဖွေးကြီးကို လက်ရာဘက်တွင် တွေ့မြင်ရလေတယ်။အဲ့ဒီရေပြင်းကြီးဟာလေခွင်းမဲမြို့အုံမင်းဆယ်အိမ်ကောင်းကိုဖိုးကွန်းကဆိုလေတယ်။အခုဆိုရင်ဤကဘလောက်မြုပ်သွားပြီလေ။မောင်ပြုံးချိုက မေးလေတယ်။အခုဆိုရင်ဤက၃00လောက်ပြက်ပြီ။ နတ်ပြန်တီးထက်ပြန်အောင်မယ်အခုပြန်ရေကျသွားရင်ကောင်းပါအောင်မလား3-4ရက်လောက်အတွင်ကျသွားရင်တော့ကောင်းပါလိမ့်အောင်မယ်ဒါပေမဲ့ကျပြီးရင်မိုးရွာပြီးမှစဘာပင်တွေမသေးမယ်မိုးဖျံမပြီးရင်နုံတွေကတ်နေတော့အကုန်သေးကုန်မှာပဲမောင်ပြုံးချူရင်လေးမိတော့တယ်3-4ရက်အတွင်လဲရေကကျအောင်မီမဟုတ်ကျသည်ဆိုအောင်တော့မိုးကရွာပါမလားမိုးရွာသည်ဆိုအောင်တော့သူပြောသလိုရှင်မဲလို့ တတိချမယူဆနိုင် တောင်သူလယ်သမားတွေဒုက္ခတွေ့ကြတော့မယ်လို့မောင်ပြုံးချူဟာညင်းညူမိလေတယ်စိတ်လေးလေးနဲ့ပြန်လျှောက်ခဲ့တယ်ညင့်တွင်လည်းကောင်းကောင်းမအိတ်ကြရချမ်းသာသောရွာများတွင်ဓမ္မီတွေထိန်ထိန်ထွန်းလျက်စောင့်ကြရတယ်စင်ရဲသောရွာများတွင်မီးဒုတ်တွေထွန်းညိလျက်တစ်မျိုးမီးတိုင်ခွက်နှင့်တဖုံအလှဲ့ကြစောင့်ကြရတယ်စင်ရဲသားတို့မှာကမီးခွက်နှင့်တာစောင့်ရင်း တာဝေါ်ရင်တက်လာကြသောဖားများကိုဟင်းလျာအတွက်လိုက်ရိုက်နေကြလေ။မောင်ပြုံးချူလဲကောင်းကောင်းအိတ်မပြော။ဘယ်နေရာကကျိုးသည်ဟုကြားရမလဲလို့တထင့်ထင့်ဖြစ်နေလေ။လူစုတန်ကြားတိုင်းထချိနေရတယ်။အိတ်လိုမပြော်ရတဲ့အထဲမှာခွေးတွေကလည်းတန်ဆုံဥလျက်ရှိကြလေ။သူတို့အဖို့အတော်ခတ်နေကြလေ။ရေတွေကလည်းပက်လေဝိုင်း။တွားရီလာရီကလည်းခတ်လာတယ်။တော်သလင်းကလည်း စမ်းလူစေထို့ကြောင့်သူတို့ဟာဖောကွာဝေးနှင့်ညင်ယုံသာမြင်ရမကျင်ရမောင့်ကိုတေးများကိုတီကျူးနေကြဟန်တူတယ်နနံမိုးလင်းတော်ရေဟာတက်မြဲတက်လျက်ရှိလေတယ်နေသူနေသားတို့ဟာထိတ်မြဲထိတ်လျက်ရှိနေကြတယ်တမန်များကိုထပ်ဖို့ကြရတယ်အချို့နေရာများတွင်ဣကြလေဟာသဲအိတ်တွေကိုခြားထားကြရတယ်သဲအိတ်ကလည်း လုံလုံလောက်လောက်မရသဖြင့်ချွေချွေတာတာသုံးနေကြရတယ်။အင်းခုမှရေကြီးလို့တော်ပါသေးရဲ့ဂျပန်ခေတ်ကများဒီလိုဖြစ်ရင်ဂုံအိတ်မရှိတာနဲ့ခတ်အောင်မဲလို့လူတယောက်ကပြောလေတယ်။ထိုနေ့တွင်လဲတာပေါ်တွင်ခောက်တုတ်ခောက်ပြန်ရှောက်နေရတယ်။တနေ့လုံးအော်လိုက်ဟဲလိုက်နှစ်ပင် တနေ့ကုံရပြန်တယ်။တာဘက်ကလူတွေများဗျာခုတော့မတွေ့ရပါဘူး။ဖြူကြီးကွင်းကလူတယောက်ကဆိုတယ်။ဟေ့ ဒီလူတွေကနွားဖမ်းစရာရှိမှလာတာကွာအခြားတယောက်ကစိုးပြန်နေဒီကိစ္စက သူတို့လာလို့လည်းမလုပ်မလဲကွာတို့ဟာတို့လုံမပေါ်လို့စိန်ကောင်းကဝင်ပြောလေတယ်ဒီလူနဲ့အတင်းပြောရင်ပင်နေပူမိုးရွာမရှောင်ရေဘေးကိုကာကွယ်နေကြတော့တောင်သူလေသမားစင်ရဲသားများနဲ့အတူ မောင်ပြုံးချူဟာဆောင်ရွက်ဖွဲကိစ္စအဝဝကို ဝင်ရောက်လုတ်ကင်နေလေတယ်တတိယနေ့တွင်လဲရေသည် တက်မြဲတက်လျက်ရှိသေးတယ်။စရုပ်ထနေတွင်လည်းမရက်သေး၊ပြင်စမနေတွင်လည်းတက်နေသေးတယ်။လူတွေလည်းအိပ်ပြက်စားပြက်ဖြစ်ကုန်ပြီ။အိုင်ကြီးမှဝင်လာသောရေသည်လည်းဧက၈000ကန်စပားလေများကို လွှမ်းခြုံပီးသားဖြစ်နေလေပြီ။အထက်ပိုင်းတွင်လည်းဧက1000နီနီပြက်ကုန်ပြီလို့ကြားရပြန်တယ်။1936ခုနှစ်တွင်ရေတခါကြီးမှုသေးတယ်။ထိုစဉ်က ရေချိန်မှာ52တသမ8လက်မှသာရှိခဲ့တယ်။ယခုနှစ်ရေချိန်ဟာထို1936ခုနှစ်စံချိန်ကိုချိုးလိုက်လေတယ်။ယခုနှစ်ဩဂတ်စ်လ18ရက်တော်သလင်းလာဇန်3ရက်နေ့တွင်53တသမ8လက်မှအထိတက်လာလေရာလွန်ခဲ့သောစံချိန်ထက်ကျော်လွန်နေပါပြီ။ကြောက်ဖွယ်လီလီပါတကား1936ခုနှစ်ရေချိန်ကိုကြည့်လျက်အမြင့်ယူကား ဆောက်လုပ်ထားသောတာအပြင်ရှိအိမ်တို့ဤကျမ်းပြင်တွေလည်းယခုနှစ်ရေမြုပ်ကုန်ပါပြီ။ဝန်းစာစဘာတွေလည်းရေဆိုးကုန်ပါပြီ။လူတွေလည်းနေစရာမရှိအတိဒုက္ခရောက်ကြရလေတော့တယ်။ဒီအချိန်တွင်ရေဟာတကယ်ရန်သူပါတကား။ကျွဲစကြက်တွေလည်းရေမြုပ်ကုန်ပြီ။နှွားတွေလည်းစားစရာမရှိ။အချို့နှွားတွေရေထဲတွင်ကြာရှည်စွာရက်နေကြရ၍ အေးမိပြီးကိစ္စချောကုန်တယ်။နွားတွေသာမဟုတ်ဝက်တွေလည်းကတ်ဆိုင်တယ်။ဝက်တွေရေထဲမျောပါကုန်တယ်။မျောမပါလင်လဲထားเสียမှရှိ၍တေမဲ့အတူတူကတ်ပြီး၍ဈေးထဲတွင် တပိတ်သာသုံးချက်နဲ့ရောင်းချကုန်တယ်။မောင်ပြုံးချို့တို့တွေတညစ်လုံးကောင်းကောင်းမအိတ်ကြရပဲတထိတ်ထိတ်နဲ့หนีจายาเลยจาเนจอ1948ออกโตบา6နိုင် ရေ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 အမည်ဖြင့် ပါရှိခဲ့သည်ဆ ਿਆ မန်းတင်ဤဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်းပေါင်းပြုံးချူစာအုပ်မှရေပေးလို့အမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်